မင်္ဂလာပါရှင်အဲဒီနေ့တိုးရီလေးလာမှာကြတော့အာဒါတယောက်ကမေးထားတာပေါ့နော်ကြွေပြားခင်းမယ်ဆိုလို့ရှိရင်ဘီလက်မြေဘလို့တော့ရမလဲပေါ့နော်ဟွအဲ့ဒါကြတော့ဒါလေးနဲ့တွက်ပါရယ်နော်အဲသူကဘီလက်မြေဒီမှာဆိုလို့ရှိရင်သူကနော်ဘီလက်မြေအနှစ်ပြည့်တဲ့ကြွေပြားကြန့်ခင်းခင်းခြင်းလုပ်ငန်းပေါ့နော်အဲ သူကဘလောက်ထက်စံနှုန်းပေးထားတဲ့ဆိုတော့100စတုရန်ပေအတွက်ပေါ့နော်အလျားစတုရန်ပေဆိုတော့အလျားနဲ့အနန်းနဲ့ပဲမြောက်မှာပေါ့နော်အဲအဲ့အတွက်ကိုသူကဒီလေးပေပက်အဲ sorry လေးလက်မပက်လေကျွေပြားခင်းမယ်ပေါ့နော်လေးလက်မပက်လေနဲ့တဲ့အဲထက်ငယ်တဲ့အရွယ်လေးကျွေပြားခင်းမယ်ဆိုလို့ရှိရင်အဲ့ကျွေပြားဘလောက်ကုန်လဲဆိုတော့100နဲ့5စတုရန်ပေပေါ့ နော်တရားနဲ့ကစတူရန်ပေးဆိုခင်းရမဲ့ area မှာတရားလေအဲကြွေပြားတရား5ဆိုတော့အနောက်က5ကကြတော့ तू ကဒီလေလွင့်မှုပေါ့နော် waste ပေါ့အဲကျိုးမဲ့တချို့နေရာမှာဆိုဖြတ်တောက်ရမဲ့ဟာတွေပါခဲ့မယ်ဆိုလို့ရှိရင်သူကလေလွင့်မှု5%ဆိုပြီးထပ်ပြီးပေါင်းထားပေးတာပေါ့နော်။နောက်ဘီလက်မီကဘယ်နှပောင်းကုန်လဲဆိုတော့100နဲ့10ပောင်း100နဲ့80ပောင်းကုန်မယ်။အယောင်တင်ဘီလက်မီကကြတော့အလုံးရင်ထည့်ပေးရမယ်။ နော်ပယံလုတ်သားကြတော့၃ယောက်ခွဲကုန်မယ်ပေါ့နော်လုတ်သားကကြတော့၂ယောက်ရေးလို့မယ်ဆိုရင်သူ့ကိုအလုံးရင်းနဲ့ပေးရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုကက်မဲ့ချွေပြားကသူကအ6လက်မပက်လဲ7လက်မပက်လဲနဲ့7လက်မပက်လဲဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့အဲသူကလေလွင့်မှုက7%ပေါင်း900ရာခိုင်နှုန်းပေါင်းလိုက်တယ်အဲချွေပြားကဘလောက်ကုန်လဲဆိုတော့109စတုရန်ပေကုန်မယ်ပေါ့ နော်အဲပြီးလို့ရှိရင်ဘီလက်မြေက180အဲအတူတူပဲနော်ပယံကကြတော့3ယောက်ကုန်မယ်အလုတ်သားကကြတော့2ယောက်နဲ့တွက်ပေးရမယ်နော်အဲပြီးရင်နောက်တစ်ခုရှိသေးတယ်နော်နောက်တစ်ခုကကြတော့ဒီမှာပေါ့နော်ဘီလက်မြေအနှစ်နဲ့အဲဒီဆနလက်မပက်လေနဲ့အထက်တပေပက်လေပေါ့နော်တပေပက်လေနဲ့အဲတပေပက်လေထက်ကြီးတဲ့အရွယ်လေးဆိုလို့ရှိရင်အဲသူကအကျွေးပြားက130ကုန်မယ်ပေါ့နော်ဟို ဟိုတန်းပါဆန်းလွေလွေမှုပါပြီးသားနော်အဲပြီးလို့ရှိရင်ဘီလက်မြေကအတူတူပဲ180ပေါင်မဲအဲအယောင်တင်ဘီလက်မြေအလုံးရင်းပေးရမယ်ပယံကြတော့2ယောက်ခွဲကုန်မယ်လောက်သားကကြတော့2ယောက်ကုန်မယ်ရေအားထည့်ပေးရမယ်ပေါ့နော်အဲအဲ့ဒီခါကျတော့ဒါလေးကိုကျွန်မနမူနာတွက်ကြည့်မယ်ပေါ့နော်နမူနာတွက်ကြည့်မယ်ဆိုအဲသူပေးထားတဲ့ဒီမှာကုံမဲ့နှုံးနေရကျတော့တရာစတုရန်ပေပေါ့တရာစတုရန်ပေဆိုတဲ့အခါကျတော့ तू က ။ဘာအောင်ပြောရလဲဆိုတော့တရားစတုရန်ပေဆိုတာအလျာအလျာအနံဒီလိုဆက်ပေးပက်လေပေါ့နော်ဆက်ပေးပက်လေအဲဆက်ပေးအဲ့တော့ဒီမှာသူပြောထားတဲ့တရားစတုရန်ပေအတွက်ကကြတော့အဲဒီလိုမျိုးဆက်ပေးဆယ်ပေပက်လေပေါ့เนาะဆယ်ပေပက်လေအတွက်ကိုဒီမှာခြွေပြားလေးတွေခင်းမယ်ပေါ့เนาะဒီမှာ ကျွေးပြားလေးတွေဒီလိုမျိုးလေးတွေပေါ့နော်ဒါကျွေးပြားအချက်လေးတွေပဲထားပါတော့အဲ့ဒီကျွေးပြားချက်လေးတွေရဲ့ site ကဘယ်လောက်ရှိရမလဲဆိုတော့အခုကျွန်မနမူနာတွက်ပြမှာကြတော့ဟို12လက်မပတ်လေဆိုတော့ဒီမှာတပေပတ်လေပေါ့နော်တပေပတ်လေနဲ့တပေပတ်လေထဲကြီးတဲ့ကျွေးပြား site တွေဆိုရင်ဒီနှုံနှားတိုင်းတွက်မယ်ပေါ့နော်အဲအဲ့တော့တရာစတုရန်ပေအတွက်ကိုကျွေးပြားကကြတော့အာနော်130စတုရန်ပေကုန်မယ်ဘီလက်မီယာ180ပေါင်ကုန်မယ်ရေရဲအယောင်တင်ဘီလက်မီပေါ့နော်အဲဒီ ်ပြီးလက်မြအဖြူပေါ့နော်အဲဒီအဖြူမှုတ်ကကြတော့ line ဆွဲဖို့အတွက်အဖြူကကြတော့အလုံးရင်းပေးရမယ်ရေရနော်နောက်တစ်ခါကျတော့ပယံကကြတော့2ယောက်ခွဲသုံးရမယ်လုတ်သားကကြတော့2ယောက်ပေါ့ဒါကကြတော့တရာစတုရန်ပေဆိုတဲ့တခြင်းစာကိုစီမယ်ဆိုရင်ကြွေပြားဘီလက်မြအယောင်တင်အဲဒီဘီလက်မြရေပေါ့ပယံလုတ်သားကုံမဲ့ကုံချားစိတ်ကိုပြောတာအဲအကယ်လို့ကျမတို့စီရမယ်ဥစ္စာကဒါကတခြင်းစာပေါ့နော်တခြင်းစီမယ်ဆိုရင်ဒီလောက်ကုန်မယ်လို့ပြောတာအကယ်လို့ကျမတို့စီမှာနှစ်ကျင်းပေါ့ နော်နှစ်ချင်းနှစ်ချင်းခွဲပေါ့နော်အဲအခုမှနှစ်ချင်းနဲ့ပဲတို့ရနှစ်ချင်းဆိုရင်ကြွေပြားကသူ့ကိုဘာနဲ့ပြင်မြောက်လဲဆိုတော့နှစ်ချင်းဖြစ်တာမို့လို့အဲသူ့ကိုနှစ်နဲ့မြောက်ပေါ့နော်အဲဘီလက်မြေရလည်းပဲတချင်းကို180ဆိုတော့နှစ်ချင်းဆိုတော့နှစ်နဲ့မြောက်အဲပြီးရင်ဒီပယံကလည်းပဲအဲနှစ်ချင်းဆိုတော့နှစ်ယောက်နဲ့မြောက်လှုပ်သားကလည်းနှစ်နဲ့မြောက်အဲနော်အဲ့ဒါဆိုလို့ရှိရင်အဲကြွေပြားက130ဆိုတော့ တရ30ဦးနှစ်နဲ့မြောက်တော့220ပေါ့နော်220အဲစတုရန်ပေးရမှာပေါ့ပြီးရင်ဘီလက်မီယာ180ဦးနှစ်နဲ့မြောက်တဲ့ခါကျတော့360ရမှာပေါ့နော်360ပေါင်းအဲပြီးရင်ပျံကကျတော့2ရောက်ခွဲကို2နဲ့မြောက်တော့9ရောက်ရမှာပေါ့9ရောက်သုံးရမယ်ပေါ့ အဲပြီးရင်လုတ်သား2ယောက်ဆိုတော့နှစ်နဲ့မြောက်တော့4ယောက်သုံးရမှာပေါ့နှစ်ချင်းစာဆိုလို့ရှိရင်အဲနှစ်ချင်းခွဲဆိုလို့ရှိရင်လည်းဘာနှက်မြောက်ဆိုတော့နှစ်တက်မှ9နဲ့လိုက်မြောက်ပေါ့နော်အဲအဲ့ခါကျချွေပြား220စတုရန်ပေးလို့ဝယ်လို့မရအောင်လीနော်အဲအဲ့တော့ချွေပြားအဲဝယ်လို့မရခါတော့သူအချက်နဲ့ဝယ်ရမှာအချက်ရင်နဲ့အချက်ရင်ကကျတော့တစ်ချက်ကိုသူကကျွေးများတစ်ချက်ကိုတပေပက်လေရှိတာကိုအဲတပေပက်လေရှိတဲ့အခါကျတော့သူ area ကိုတွင်တင်းနဲ့တင်းနဲ့မြောက်ဆိုတော့တစ်ဟိုစတုရန်ပေးရတာပေါ့ တစ္စတုယံပေဆိုတော့ဒီ220ဘာနဲ့သွားစားရမလဲဆိုတော့ဒီဘက်ကရလာတယ်ဒီတင့်နဲ့သွားစားလိုက်တစ္စတုယံပေနဲ့သွားစားလိုက်မယ်ဆိုရင်အဲသူကအချက်ရရမှာပေါ့အဲ့တော့အချက်ဘလောက်ကုန်မလဲဆိုတော့220ကုန်မှာပေါ့220အချက်ဘီလမီယာကျတော့360ပေါင်ဆိုတော့တအိတ်ကိုသူက132ပေါင်ရှိတာလေเนาะ ဲ့တော့ကျမတို့ကမဆွေဘီလက်မြစ်တေးက132ပေါင်ရှိတာဆိုတော့ဒီမှာရှိရထားတဲ့360ကိုအဲဒီအိတ်ဖွဲ့ချင်တဲ့ခါကျတော့132နဲ့သွားစာပေါ့နော်ကျမနှိပ်လိုက်မယ်ကွန်ပျူတာနှိပ်တဲ့ခါမှာလောက်ရလဲဆိုတော့3.2ပေါ့နော်3.28အဲအဲ့ခါကျတော့ဒီခင်းရမဲ့ကြွေပြားဒီနှစ်ကျင်းစာပဲရှိတယ်ဆိုလို့ရှိရင်အာနှစ်ကျင်းစာပဲရှိတယ်ဆိုလို့ရှိရင် အဲ့38ပဲဝယ်လို့38ယူလဲမရအောင်လေနော်ဒီမှာကျတော့ကျမတို့ဗလနေအိဝယ်ရမယ်ဆိုတော့ဟိုအကယ်လို့ပိတ်တာနဲ့ဝယ်လို့ရမယ်ဆိုလို့ရှင်လည်းပဲပိတ်တာနဲ့ပြန်ဝယ်တော့တပိုင်းဝယ်လို့ရတပိုင်းဝယ်ဖို့ဝယ်လို့မရအောင်ဆိုသူ့ကိုဘလောက်ပဲဝယ်ရမလဲ38ပဲဝယ်ရမှာပေါ့နော်အဲဒီလူကတော့ရှင်းပါတယ်နော်9ယောက်ရယ်4ယောက်ရယ်ပေါ့အဲအဲအဲ့ခါပတ်စံဘလို့တွက်မလဲဆိုတော့ဒီမှာပေါ့နော် ကျမတို့က ပဆက်ပြန်တွေ့တဲ့အခါကျတော့တပေပက်လေကျမတို့တုံးတဲ့ကြွေပြားကတစ်ချက်ကိုအဲနော်ဥပမာတတောင်းပေါ့ဗျာနော်တတောင်းပေါ့အဲတတောင်းဆိုရင်အဲသူ့ကိုတတောင်းနဲ့မျှပေါ့220ကိုတတောင်းနဲ့မျှဘီလက်မြစ်တဲ့အိကိုအခုဘလောက်ပေါက်လဲဆိုတော့နော်2000ကျော်သွားတာပေါ့နော်2300ဆို2300နဲ့မျှအဲလေးဆိုရင်ဘလောက်လဲပေါ့နော်အဲဒီမှာဆိုရင်ပယံတရားကိုချွေပြားကတ်တဲ့တရားကိုဥပမာ3000ခွဲပေးရမယ်ပေါ့နော်3000ခွဲပေးရမယ်3000ခွဲကို9နဲ့မျှ အဲ၄ပရင်ဒီလုတ်သားကြတော့အဲသူ့လောက်ဈေးမရှိဘူးเนาะလုတ်သားကြတော့2000ဝဲပေါက်တယ်ဆို2000ဝဲနဲ့မြှောက် ပေါ့เนาะအဲရလာမယ်ဒီမှာတန်မိုးတွေရှိလာမှာပေါ့เนาะအဲပတ်စံတန်မိုးတွေထွက်လာရင်အဲ့၄ခုကိုပေါင်းလိုက်မယ်အဲပြီးလို့ရှိရင်ဘာဘာထည့်ပေးရအောင်လဲဆိုတော့ဒီမှာအယောင်ဒီမီလက်မီအမှုတ်ပေါ့เนาะဒီမှာအတို့အဖြူရောင်အမှုတ်တွေလိုခဲ့မယ်ဆိုရင်ကော်ရီပါလိုမယ်ဆိုလဲထည့်ပေးရမယ်အဲ့ဒါဒီအကုန်လုံးเนาะအယောင်ဒီမီလက်မီတွေကိုဒီမှာအဲကိုဘယ်လောက်ကုန်လဲဆိုတာဒီမှာ ကိုလိုသလားကိုထက်ထည့်ပေးမယ်ပေါ့နော်ရေရေဝယ်ရမယ်ဆိုရင်ရေဝယ်တဲ့ကုန်ကြမ်းစိထက်ပေးမယ်ဆိုရင်ဒီမှာ1 2 3 4 5အဲ့5ခုတန်ဖိုးပေါင်းလိုက်ရင်ဘယ်လောက်လဲဆိုတော့အခုနှစ်ကျင်းစာပေါ့နော်နှစ်ကျင်းစာကုန်မဲ့ကုန်ကြမ်းစိကိုကျမတို့ထွက်လာမယ်ပေါ့လေနော်နှစ်ကျင်းကုန်ကြမ်းစိကိုတရားလေးပါနော်ဒါလေးကမေးထားတဲ့လူတွေရှိလို့ကျမဒါလေးတွက်ပြတာပါ အကျွေးပြားတွက်တဲ့ဟာပါနော်အကျွေးပြားတွက်တဲ့အခါမှာကျမတို့စဉ်းစားမှာခုနကတော့ပြောခဲ့တဲ့အတိုင်းပေါ့နော်ဒီမှာကျမတို့ကဘာရှိလဲဆိုတော့အဲဒီဆက်နှလမပတ်လည်အတွက်ဆိုလို့ရှိရင်အဲဘာနဲ့တွက်မလဲပေါ့နော်ဒီဒီနော်ဒီမှာပြထားတဲ့ဒီနှုံးနေနဲ့တွက်မယ်ပေါ့နော်အကယ်လို့မှအဲကိုသုံးမဲ့ကျွေးပြားကလေးလက်မနဲ့လေးလက်မအထက်အသေးလေးတွေသုံးမယ်ပေါ့နော်လေးလက်မထက်ငယ်တဲ့ အဲဟာစကြွေပြားကိုသုံးမယ်ဆိုရင်ကျမတို့ဒီနှုံတိုင်းတွက်မယ်ပေါ့နော်အဲပြီးရင်နောက်တစ်ခုကကြတော့6လက်မပက်လေ7လက်မ7လက်မပက်လေကြွေပြားတွေဆိုလို့ရှိရင်သူကုံးမဲ့နှုံကိုဒီမှာတွက်မယ်ပေါ့နော်အဲတွက်မယ်ဆိုတဲ့အခါကျတော့ကျမတို့အလေလွင့်ဟိုကိုနဲနာနဲ့မြနဲတယ်ဆိုလို့ရှိရင်ဒါပူကြံတာပေါ့ဗျာနော်ဒီရလေးပါရှင်ကျေးဇူးပါ